မိဘပြည်သူများရှင် Prime Media မှသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင့်ကျမတို့ Prime Media ဟာဆိုရင် Telegram Channel, YouTube Channel နဲ့ TikTok အကောင့်လေးတွေဖွင့်ပြီးတော့နေ့စဉ်သတင်းလေးတွေတင်ဆက်နေပါတယ်ရှင့်ကျမတို့ Prime Media Channel တွေမှာကျမတို့ရဲ့သတင်းရလွဲလို့ရှင့်အခြားဘက်သူလူသတင်းတွေမှမတင်ပါအောင်ရှင့်ဒါ့အပြင်ကျမတို့ရဲ့လူမှုကွန်ရက်အကောင့်တွေကနေပြီးတော့လည်းသတင်းရယူတာမရှိပါအောင်ရှင့်။ဘာကြောင့်လဲဆိုတော့ account တွေအများကြီးပုံနေတဲ့အတွက်မိဘပြည်သူများကမှားယွင်းပြီးတော့သတင်းပေးမိမှာစိုးလို့ပါရှင့်။ ကျမတို့အနေနဲ့သတင်းရယူတဲ့ဖုန်းလေးတွေကို Prime Media Telegram Channel မှာနေ့စဉ်နေ့တိုင်းပဲပေါ်ပြပေးထားပါရှင့်။ဒါကြောင့် Telegram မှာ Prime Media လို့ရိုက်ရှာပြီးတော့ကျမတို့ Channel လေးကို Join ကသတင်းပေးနိုင်တဲ့ဖုန်းနံပါတ်လေးတွေရယူပြီးတော့သတင်းပေးပို့နိုင်ပါရှင့်။သတင်းလေးတွေကိုကျမတို့ကသတင်းပေးဌာနဖုန်းနံပါတ် Viber ကနေတဆင့်သာရယူပါရှင့်။ဒါလေးကိုမိဘပြည်သူများသတိပြုနိုင်ဖို့အတွက်ကိုကျမတင်ပြပေးတာဖြစ်ပါရှင့်။ ီနေ့ပထမဦးဆုံးကျမရွေးချယ်ထားတဲ့သတင်းလေးကတော့တောင်ကြီးမြို့မှာဖြစ်နေတဲ့သတင်းလေးသာဖြစ်ပါတယ်။လူမှုကွန်ရက်တွေမှာလည်းအရန်ကိုဝေဖန်မှုတွေမြင့်တက်ပြီးတော့ပွားထနေကြပါအရှင်။အဲ့ဒီကိစ္စလေးကျမပြောပြပေးပါမယ်ရှင်။ဒီတောင်ကြီးမြို့မှာဆိုရင်လက်ရှိအခြေအနေကပေါ့နော်။အင်္ဂလိပ်လိုရေးထားတဲ့စိုင်းပုတ်တွေကိုမြန်မာလူမျိုးပြောင်းလဲပြင်ဆင်ရေးသားရမယ်ဆိုတဲ့ကိစ္စလေးတစ်ခုရှိနေပါအရှင်။အဲ့ဒီကိစ္စလေးဖြစ်ပေါ်လာတဲ့အကြောင်းရင်းကတော့ဇွန်လ17ရက်နေ့မှာဆိုရင်တောင်ကြီးမြို့မှာရှိတဲ့ဌာနဆိုင်ရာတွေကစိုင်းလေးကိုလိုက်ပြီးတော့ဒီလိုမျိုးလေးစိုင်းပုတ်လေးတွေပြုပြင်ပြောင်းလဲပြီးရေးသားရမယ်ဆိုပြီးလိုက်လံပြောကြားပါတယ်တဲ့။ ခုလိုညှို့ကြားချက်နေနဲ့ထွက်လာတာတော့မဟုတ်ဘူးရှင်ညှို့ကြားချက်စာနဲ့မှလည်းလို့ထွက်တာတော့မဟုတ်ဘူးเนาะစာနဲ့ကိုလိုက်ပြီးတော့ပြောတာပါတဲ့ပြီးတော့ အဲ့လိုမျိုးတောင်ကြီးမြို့ပေါ်မှာပဲလိုက်ပြောထားတာရှိသေးရေပေါ့နော်ကြေးရွာတွေဘက်ကပြောတာတော့မရှိသေးလို့သိရပါတယ်ရှင့်အဲ့ဒီလိုပြောတဲ့အခါမှာဆိုရင်လေဒီဆိုင်းဘုတ်ကိုပြုတ်ပြောင်းလဲခြင်းမလုပ်ဘူးဆိုရင်ဒဏ်ကြီးရိုက်မယ်လို့ပေါ့နော်အဲ့လိုမျိုးချိတ်ချောက်တာလည်းမရှိပါဘူးတဲ့ဒီတိုင်းလေးပဲပြုတ်ပြောင်းလဲရမယ်ဆိုပြီးလာပြောတဲ့ကိစ္စလေးပဲရှိပါတယ်တဲ့ဒါကြောင့်အခုဆိုရင်တောင်ကြီးမြို့မှာတချို့ကဆိုင်းဘုတ်လေးကိုပြုတ်ပြောင်းလဲပြီးတော့ရေးသားနေကြတာပေါ့နော်တချို့ကြတော့လေကိုယ့်ရဲ့ဆိုင်းဘုတ်တွေ van nine လေးကတ်ပြီးတော့ဟိုဆိုင်းဘုတ်ကငကွာအင်္ဂလိပ်လိုရေးထားဆိုတော့လေမြန်မာလို van nine လေးပေါ့ရှင့်အဲ့လိုမျိုးကတ်ပြီးတော့လုံဆောင်နေကြတာလေလူမှုကွန်ရက်မှာမြင်တွေ့ရပါတယ်ရှင့်အဲ့တော့ကျမတို့ နိုင်ငံရဲ့ထုံးစံတိုင်းပေါ်ရှင်တခုခုပြောင်းလဲမှုဖြစ်သွားရဖြစ်တဲ့အတွက်ဝေဖန်မှုလေးရှိလာတာပေါ့ရှိလာတော့ဒါကိုနှစ်သက်တဲ့သူလည်းရှိရမနှစ်သက်တဲ့တွေလည်းရှိလာရရှင့်ပြီးတော့လောလောဆယ်မှာဆိုရင်အင်္ဂလိပ်လိုဖတ်နေကြကိစ္စတွေညီမလို့ပြောင်းသွားတော့ထူးဆန်းတာပေါ့တော့အဲ့လိုမျိုးနည်းနည်းစိတ်ကနည်းနည်းဟိုဟိုသူတို့လည်းအချို့တွေကြတော့ဟာသအနေနဲ့တင်ကြတာပါ ဟို ocean mark ဆိုရင်သမုတ်တရားဇီဝစန္ဒာဖြစ်သွားတာမျိုးပေါ့နော်အဲ့လိုလေးပေါ့ရှင်ဒီတော့လူရဟာသအနေနဲ့ပြောနေကြရတယ်ရှိပါရဲ့ရှင်ကျွတ်ကြရလဲမကြိုက်ဘူးပေါ့နော်အဲ့လိုဖြစ်ပါတယ်ပြီးတော့ကျွန်မအနေနဲ့ကခုနိုင်ငံမှာဖြစ်တဲ့ကိစ္စတစ်ခုကဒီလိုဖြစ်လာပြီဆိုတဲ့အခါလူရဝေဖန်လာပြီဆိုတဲ့အခါဘာကြောင့်ဒီလိုလောက်တာလဲဆိုရင်မိကုန်းတွေထွက်လာတဲ့အခါမှာကျွန်မအနေနဲ့ရှာဖွေပြီးတော့တင်ပြမယ်တာဝန်လေးရှိလာပါတယ်ရှင်ရှိလာတဲ့အတွက်ပေါ့နော်ကျွန်မအနေနဲ့နိုင်ငံတကာမှာရောကိုယ်နိုင်ငံရဲ့မိခင်ဘာသာစကားကိုဒီလိုမျိုးအသုံးပြုမှုတွေလှုပ်ဆောင်မှုတွေရှိလားဆိုတာလေးကျွန်မလေ့လာဖြစ်ခဲ့ပါရှင့် အဲ့ဒီလေလာဖြစ်တဲ့ထဲကနေပြီးတော့ကျွန်မမိဘပြည်မြောင်ပြန်နေပြီးတော့မျှော်ပေးကြပါတယ်။ဒီနိုင်ငံတကာမှာဆိုရင်မိခင်ဘာသာစကားကိုအင်မတန်အသေးထားတဲ့နိုင်ငံတွေရှိပါရဲ့ရှင်။အဲ့ဒီနိုင်ငံတွေပေါင်းမြောင်များစွာထဲမှာပြင်သစ်နိုင်ငံကတော့စံပြပါပဲရှင်။ ပြင်သစ်နိုင်ငံမှာဆိုရင်တူဘွန်လောလို့ခေါ်ဆိုတဲ့ပြင်သစ်ဘာသာစကားအသုံးပြုရေးဆိုင်ရာဥပဒေကို1994ခုနှစ်မှာပြဋ္ဌာန်းခဲ့ပါတယ်ရှင်။တူဘွန်လောဆိုတာကတော့ပြင်သစ်ယဉ်ကျေးမှုဝင်ကြီးတူဘွန်ရဲ့နာမည်ကိုအသုံးပြုပြီးတော့ဒီဥပဒေကိုထုတ်ခဲ့တာဖြစ်ပါတယ်ရှင်။ပြင်သစ်ဘာသာစကားရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက်အင်္ဂလိပ်ဘာသာရဲ့ယဉ်ကျေးမှုလွှမ်းမိုးမှုကိုတုံ့ပြန်ဖို့အတွက်ကိုဒီဥပဒေနဲ့သူတို့စ조사ခဲ့တာဖြစ်ပါတယ်ရှင်။ဒီဥပဒေအရဆိုရင်ပြင်သစ်နိုင်ငံမှာလုပ်ငန်းစာချုပ်တွေလောက်ခံထားမှုဆိုင်ရာစာရွက်စာတမ်းတွေကိုပြင်သစ်ဘာသာနဲ့ပဲရေးဆွဲရပါတယ်ရှင့်။နိုင်ငံသားဝန်ထမ်းတွေလည်း ပြင်သစ်နိုင်ငံမှာအလုပ်လာလုပ်လို့ရှင်ပြင်သစ်ဘာသာစကားကိုသေချစ်သင်ကြားပေးရပါတယ်။တက္ကသိုလ်တွေမှာသင်ကြားရေးဘာသာစကားအဖြစ်ပြင်သစ်ဘာသာကိုပဲဦးစားပေးပြီးသုံးပြုပါတယ်။ပိပံအနည်းကျသူတင်တာစာတန်းတွေပြုတ်လုပ်တဲ့ခါမှာဆိုလဲပြင်သစ်ဘာသာအချင်းချုပ်ကအဲ့ဒီစာတန်းရဲ့အောက်ခြေမှာပါဝင်ရပါတယ်။ပြင်သစ်နိုင်ငံမှာရောင်းချတဲ့ကွန်ပျူတာစီးရဲ့အညွှန်းမှာဆိုရင်လဲပြင်သစ်ဘာသာကိုပဲတေချာလေးရှင်းလင်းစွာဖော်ပြထားရပါတယ်ရှင့်။ဒါအပြင်လမ်းညွှန်ဆိုင်ပုတ်တွေတည်ယူပို့ဆောင်ရင်းနဲ့အစိုးရဝန်ဆောင်မှုတွေမှာလည်း ်ပြင်သစ်ဘာသာကိုဦးစားပေးရပါတယ်။ဒီလိုပြုလုပ်တဲ့အတွက်ပြင်သစ်ဘာသာစကားရဲ့အသုံးဝင်မှုနဲ့သမိုင်းဝင်အချက်အလက်တွေကိုထိမ့်သိမ့်နိုင်ခဲ့တယ်လို့မျိုးသူတို့မှာရရှိသွားတဲ့အကျိုးကျေးဇူးကတော့ပြင်သစ်နိုင်ငံသားအဲ့လန်းညွန်တွေကအလုံကင်ပေါင်းမြောင်များစွာရရှိသွားပါရဲ့ရှင့်။မကြောက်လဲဆိုတော့သူတို့နိုင်ငံမှာပြင်သစ်ဘာသာစကားကိုပဲသိချာအသုံးပြုတဲ့အတွက်နိုင်ငံခြားသားဧည့်သည်တွေလာတဲ့အခါမှာဒေသခံတွေအကူအညီမပါလို့ရှင်။သွားလို့လာလို့အဆင်မပြေတဲ့အခါမှာအဲ့လန်းညွန်တွေလောက်ရတာပေါ့ရှင့်။အဲ့လိုဖြစ်သွားတာပေါ့နော်အဲ့လိုဇလန်းလေးပေါ့ရှင့်။ပြီးတော့သူတို့ကနေပြီးတော့ဒီဥပဒေကိုချိုးဖောက်လို့ရှင်။ ဒန်းငွေဆောင်ခိုင်းတဲ့ကိစ္စတွေလည်းလုပ်ခဲ့ပါတယ်ရှင်ဥပဒေထုတ်ပြီးတော့ကိုမိတင်ပါမိခင်ပါသားစကားကိုထိန်းသိမ်းဆောက်ရှောက်ခဲ့ကြတာဖြစ်ပါရှင်ဒီလိုလုပ်ဆောင်တာပြင်သစ်တနိုင်ငံလေးလားဆိုတော့မဟုတ်ပါဘူးရှင်ကမ္ဘာမှာအခြားနိုင်ငံတွေလည်းရှိပါသေးတယ်အဲ့ဒီမှာမှာထူးခြားတဲ့နိုင်ငံလေးတွေကျွန်မရှာဖွေထားပါတယ်ကျွန်မပြောပြပါမယ်ရှင်နံပါတ်၁ကအီရန်နိုင်ငံဖြစ်ပါတယ်။အီရန်နိုင်ငံကကြတော့အနောက်နိုင်ငံတွေရဲ့ယဉ်ကျေးမှုလွှမ်းမိုးမှုကိုတိုက်ဖျက်ဖို့အတွက်မိပကင်ဘာသာစကားကိုတန်ဖိုးထားပြီးကာကွယ်ကြပါရဲ့ရှင်။ ရုရှားနိုင်ငံလည်းဒီလိုပါပဲအနောက်နိုင်ငံနဲ့နိုင်ငံရေးဆက်ဆံရေးတင်းမာမှုကြောင့်သူတို့ရုရှားဘာသာစကားတံမိုးထားမှုကြောင့်သူတို့ဟာဆိုရင်လည်းသူတို့မိခင်ဘာသာစကားကိုပဲလေးထားပြီးတော့တုံ့ပြန်ရှင်းအိန္ဒိယဆိုလည်းဒီလိုပါပဲအထူးသဖြင့်တမီးနာဒူပြည်နယ်မှာဆိုရင်ဒေသခံရင်ကျေးမှုနဲ့ဘာသာစကားကိုကာကွယ်ဖို့အတွက်အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ဘတ်စကားဆိုင်ပုတ်တွေကိုတမီးဘာသာအဖြစ်နဲ့ပြောင်းလဲခဲ့ပါရှင့်။တောင်ကိုရီးယားမှာလည်းထိုနည်းတူပါပဲ။ဆိုမျိုးမျိုးတော်အစိုးရကအင်္ဂလိပ်စာလုံးတွေပါဝင်တဲ့ဆိုင်ပုတ်တွေကိုကိုရီးယားဘာသာအောင်2000ခုနှစ်ကပြုပြင်ပြောင်းလဲခဲ့ပါရှင့်။ ဥပမာမြေရောက်ရထားဆိုင်ပုတ်တွေမှာဆိုရင် exit လို့ရေးရမယ်အစားသူတို့ကိုရီးယားလို့ပေါ့နော် nagata တဲ့အဲ့လိုမျိုးရေးပါတယ်ရှင်ကိုရီးယားဘာသာစကားကိုပြောင်းလဲပြီးတော့သုံးဆွဲခဲ့တာဖြစ်ပါတယ်တရုတ်နိုင်ငံဆိုလည်းဒီလိုပါပဲရှင်ဖုန်းတွေသုံးရင်တော့မှတရုတ်ဘာသာစကားနဲ့အသုံးပြုကြတဲ့ကိစ္စဖြစ်လို့လာပါတယ်ဒီလိုမျိုးလှုပ်ဆောင်ချက်တွေဟာကိုယ့်ရဲ့မိခင်ဘာသာစကားကိုတန်ဖိုးထားခြင်းသာဖြစ်ပါတယ်ရှင်ကျမအနေနဲ့တကမာလုံးမှာရှိရလှုပ်ဆောင်ချက်တွေလေ့လာလိုက်တဲ့အခါမှာဆိုရင်ကျမနိုင်ငံကတော့မှဒီလိုလှုပ်ဆောင်တာနောက်ကျနေသေးတယ်ရှင် ူများနိုင်ငံတွေကကိုယ်နိုင်ငံဘာသာစကားတန်ဖိုးထားဖို့အတွက်အခြားနိုင်ငံကဘာသာစကားကိုယ်နိုင်ငံစီမှာလွှမ်းမိုးမှုညော့နေစေဖို့အတွက်စ조사နေတဲ့အချိန်မှာကျမတို့ကအခုမှစပြီးတော့စ조사တို့ဖြစ်နေရဲ့ရှင်ကျမတို့မြန်မာဘာသာစကားဆိုတာကကျမတို့တိုင်းနိုင်ငံလုံးတိုင်းတာနဲ့အသုံးပြုတဲ့ဘာသာစကားဖြစ်ပါတယ်ဒါပြင်ကျမတို့နိုင်ငံမှာတိုင်းသာပေါင်းစုံရှိတဲ့အတွက်တိုင်းသာဘာသာစကားလေးတွေရတယ်ရှိရဲ့ရှင်ဒါလေးတွေကလည်းတိမ်မြုပ်ပျောက်ကွယ်သွားလို့မရဘူးပေါ့နော်အားလုံးကတန်ဖိုးရှိရဲ့ရိုးရာလေးတွေပိုင်ဆိုင်ကြတယ်အဲဒါကြောင့်မြန်မာဘာသာစကားကချင်ဘာသာစကားကရင်စကားစသဖြင့်အားလုံးကထိန်းသိမ်းဆောက်ရှောက်အောင်ပါရှင် ကျွန်တော်တို့ကာကွယ်ဆောက်ရှောက်မယ်ဘာသာစကားကအင်္ဂလိပ်ဘာသာစကားမဟုတ်ဘူးရှင်ကျွန်တော်တို့မြန်မာနိုင်ငံမှာမွေးဖွားတဲ့တိုင်းရင်းသားအလုံးရဲ့ဘာသာစကားကိုကျွန်တော်တို့ကထိန်းသိမ်းဆောက်ရှောက်အောင်ပါရှင်ဒါလေးတော့ကျွန်တော်တို့အုံနောက်ထဲနဲ့နှလုံးသားထဲမှာသိချာစွာသိရှိရမှာဖြစ်ပါရှင်အခြားနိုင်ငံတွေမှာဆိုရင်လည်းဒီဘေးဆိုင်ပုတ်လေးစိုင်လေးဘောနော်တို့ဘာသာစကားနဲ့တို့ပြောင်းလဲလိုက်တဲ့အခါမှာအဲလဲညွန်တွေကလုတ်ပူရလာတယ်ဒီတော့မြန်မာနိုင်ငံမှာလည်းဒီလိုဆိုင်ပုတ်တွေမှာမြန်မာလိုပြောင်းလဲလိုက်မယ်ဆိုရင်နိုင်ငံသားသားတယောက်ကကိုယ့်ရဲ့နိုင်ငံအလုပ်ဒါလုပ်တာဖြစ်စေလာလဲတာဖြစ်စေ ဂိုက်တောက်မှမခေါ်လို့ရှင်သူခီးဆက်လို့မရဘူးဟုတ်တယ်နော်ဒီတော့ဒေတာကန်တောက်ကိုအနည်းဆုံးတော့သူအလုပ်အပ်အမှာပဲခီးသွားဖို့အတွက်ကိုလမ်းညုံဆိုင်ဖို့ဖတ်ဖို့အတွက်ကိုဒေတာကန်တောက်ကိုသူရှားအမှာပဲဒါဟာဆိုရင်ဒေတာကန်တွေအလုပ်ကိုမရလာအောင်လားရှင်အချို့နိုင်ငံသားတွေဆိုမြန်မာနိုင်ငံလာတယ်နော်ဂိုက်မမှားဘူးဘာကြောင့်လဲဆိုမြန်မာနိုင်ငံမှာအင်္ဂလိပ်လိုရေးထားကြတယ်လေးဆိုင်ပုတ်လေးတွေကသူ့အတွက်လွယ်ကူနေတယ်ဒီတော့သူကအေးစစေးပဲသွားတယ်ပေါ့နော်သူ့အတွက်တော့လွယ်ကူတယ်ရှင်ဒါပေမဲ့ကျွန်မတို့နိုင်ငံမှာအရန်ကိုဟိုဘယ်လိုပြောရမလဲ free ဖြစ်နေရဲ့ရှင်တိလာနိုင်ငံသားတွေဝင်လာတဲ့အချိန်မှာဈေးတက်တက်တက်တာနဲ့လဲလို့ရတဲ့နိုင်ငံဖြစ်နေရဲ့ရှင် အဲ့လိုဖြစ်တဲ့အကြောင်းရင်းသူတို့တော့ကတော့ကောင်းတာပေါ့ကျမတို့ဒေတာကန်တွေတော့ကအလုပ်မရအောင်လေပတ်စံမရအောင်လေထိုင်းမှာဆိုရင်ဒကြံသွားလဲရင်တော့မသူတို့ဒကြံပွဲတော်ဆိုပြီးရှိရလေသူတို့မှလည်းကျမရုပ်တံနာမည်မေ့နေလို့အဲ့လိုခေါ်ထိုင်းမှာတမျိုးခေါ်ရလေဒကြံဆော့နေကြတာအဲ့ဒီပွဲတော်သွားလို့ရှိရင်ရေကအဆအဝဲရတယ်ရေတံဘူးကဆာသူတို့ကရောင်းတာရေအလကားမရဘူးကျမတို့မြန်မာနိုင်ငံမှာလာပြီးတော့ဒကြံလာနှွဲပြော်ရေကအလကားရတာဘယ်နာယူယူရေအလကားပေးပြီးပေးဆော့တယ်ထိုင်းမှာမရဘူးရေဆော့ကြတယ်မဟုတ်လားရေတံဘူးဝင် ထိုင်းလူမျိုးတွေပတ်စံရဖို့အရင်ဆုံးဦးစားပေးတာရှင်ကျမတို့လည်းအဲ့လိုစိတ်သက်တွေရှိမှရမယ်ကျမတို့နိုင်ငံသားတွေပတ်စံလို့နေရရှင်နိုင်ငံသားတွေကျမတို့နိုင်ငံကိုဘာကြောင့်လာလဲထင်တယ်ပကံလို့ဘာလို့ရင်ကျေးမှုနေနေလာလဲဆိုတာကသူတို့အနေနဲ့ဒါတွေတံပိုးထားလို့လာတယ်လို့ထင်လားရှင်ဒီရင်ကျေးမှုတွေတပ်ပုံရိုက်ပြီးလို့ရှင်သူတို့အပြင်မှာစီးပွားပြန်ရှာတာကျမတို့ပကံဒေတာမှာရှိရဲ့နယံပကြီကားတွေရိုက်သွားပြီးလို့ရှင်သူတို့ကဘုံမှာစေးရေးပိတ်စာတွေစေးရေးပကြီတွေရုပ်ထုတွေပြန်လုပ်ပြီးလို့ရှင်ရောင်းစားနေရရှင် တချို့နိုင်ငံသားကားတွေမှာတော့မှာပကံဒေတာမှာရှိတဲ့ရေချေးမှုပုံတွေရုပ်ထုတွေပါလာသေးတယ်ရုပ်ရှင်တွေမှာပါလာတာရှင့်ဒီတော့ကျွန်တော်မြန်မာလူမျိုးတွေကကိုယ့်လူမျိုးပတ်စံရဖို့ကိုယ့်လူမျိုးစီးပွားကောင်းမှုကိုပဲအရင်ဆုံးစဉ်းစားရမယ်ရှင့်သူတို့တွေဒီမြန်မာနိုင်ငံလာရဲဆိုတာသူတို့ပတ်စံတုံးရမယ်လေကျွန်မတို့ပတ်စံလိုရလေကျွန်မတို့မြန်မာနိုင်ငံသားတွေနိုင်ငံသားဝင်ကိုရဖို့လိုရလေတိုးရစ်တရားလာလို့ရှင့်ဂိုက်လည်းမလိုသူတို့အေးစီလျှောက်သွားလို့ရှင့်သွားလိုက်တဲ့ခါကျတော့ကျွန်မတို့ဒေတာကန်တွေလုံးမရအောင်လေအခုမြန်မာဆိုင်ဖို့ကြည့်ရဖြစ်သွားမယ်ဆိုဒေတာကန်တွေလုံးရတာပေါ့ရှင့် ဟုတ်ဘူးလားကျမတို့ဒီလိုပဲတွေ့ရရှင်ကျမတို့နိုင်ငံအတွက်အကျိုးမြတ်ဘယ်ရရမလဲဆိုတာပဲကျမစဉ်းစားရတယ်။ကျမတို့နိုင်ငံသားတွေလည်းဒီလိုစဉ်းစားဖို့လိုရရှင်။ဒါကြောင့်ကျမတို့အဲ့လိုမြန်မာဆိုင်ဖို့လေပြောင်းလိုက်တာကိုကြိုက်တယ်အင်မတန်နှစ်သက်တယ်ရှင်။ဒါပေမဲ့တခုရှိတာကဒီလိုလုံးဆောင်တဲ့အခါမှာလည်းအခက်အခဲတချို့ရှိလာနိုင်ပါတယ်။ဒါကတော့သူတို့ဘက်ကိုပြန်စဉ်းစားပေးရတာပေါ့နော်။တိုးရတဲ့ဟာဆိုရင်နိုင်ငံသားအနေနဲ့မြန်မာပြည်ရောက်လာလို့ရှင်လမ်းညွန်ဆိုင်ဖို့လေဒီစားတော့ဆိုင်ဥစားရရှင်မြန်မာလူဖြစ်နေတဲ့အတွက်သူတို့အနေနဲ့လောကကအခက်အခဲတာတွေပေါ့နော်။အဲ့လိုဖြစ်လာနိုင်တဲ့အတွက် ။ငါကျွန်မတို့အနေနဲ့ကတော့ second ပေါ့ second chance အနေနဲ့အင်္ဂလိပ်ဘာသာစကားကိုလည်းဒါဒုတိယအဆင့်အနေနဲ့ပေါ့နော်ရှင်းပြချက်တွေနေနဲ့ထားပြီးတော့လုံဆောင်ပေးမယ်ဆိုတော့သင်တော်ပါရှင့်။ဥပမာညီမစိုင်းပုံနဲ့ရေးထားတာပေါ့နော်။ဒေါက်လေးမှာအင်္ဂလိပ်လိုလေးရှင်းပြန်ရေးပေးတာမျိုးပေါ့နော်။အဲ့လိုလေးပေါ့ရှင့်အဲ့လိုမျိုးလုပ်လို့တော့ရပါတယ်။ဒါဆိုရင်တော့နှုန်းတစ်ဖက်အဆင့်ပြင်မယ်လို့ထင်ပါရှင့်။အခုလိုစိုင်းပုံလေးပြောင်းလဲလာတာဆိုရင်လက်တလောမှာကျွန်မတို့မြန်မာတွေအတွက်ခက်ခဲသွားတာဘာမှမရှိပါဘူး။အချင်းနာမည်လေးပြောင်းသွားတာပဲရှိရ။ဟုတ်တယ်မလားကျမတို့အတွက်ဟိုတနိုင်ငံလုံးဆိုင်ဖို့တွေအားလုံးမြန်မာလိုဖြစ်သွားတယ်ကျမတို့မြန်မာတွေဘာများခက်ခဲတော့မှမဟုတ်လို့လဲ ။ဘာကြောင့်လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့အတိုင်းအတာအားလုံးကမြန်မာစကားတတ်ကြတာပဲလေ။ကျွန်တော်တို့အားလုံးပေါင်းစည်းပြီးတော့အဆင်ပြေစကားပြောနိုင်ဖို့အတွက်ကိုမြန်မာစကားကိုဝတ်သုံးပြုနေကြတာပဲလေ။ဟုတ်တယ်မလား။ကချင်လူမျိုးဆိုလည်းကချင်လူလက်တက်တယ်မြန်မာလူလက်တက်တယ်။ပြင်လဲဒီလိုပဲကင်းလူလက်တက်တာပဲမြန်မာလူလက်တက်တာပဲ။ကျွန်တော်တို့ကဘာမှခက်ခဲမရှိဘူးရှင်။ဒါကြောင့်စိတ်နှောက်ယှက်မဖြစ်ကြပါနဲ့နော်။စိုင်းမုတ်လေးပြောင်းသွားလို့ရှင်။အော်ငါတို့မြန်မာဘာသာစကားလေးလှလိုက်တာ။ကဘာမှာကျွန်တော်မြန်မာဘာသာစကားလေးကအရင်လှတာစလုံးလေးတွေလုံးလုံးဝိုင်းဝိုင်းလေးတွေညှင်းချို့ကောင်းတယ်။နော်ငါတို့စလုံးလေးလှလိုက်တာဆိုပြီးတော့အတွေးလေးတွေနဲ့ ကြည့်ရှုနိုင်ကြပါစေဒီရင်ကျေးမှုတွေထွန်းကားလာတာကိုအပြေးနိုင်ကြပါစေလို့ဒါကျွန်မအနေနဲ့တိုက်တွန်းပြောကြားချင်ပါတယ်ရှင်ကျွန်မတို့ပြောလိုက်လို့ရှင်တော့ကိုယ်နိုင်ငံကိုချစ်တဲ့ဆုံးမျိုးချစ်စိတ်တဲ့ရှိရဆုံးနေရာတိုင်းမှာကျွန်မတို့မြန်မာဘာသာစကားတွေပြောင်းလဲသွားတာမကောင်းလားရှင်ဒါပြင်ကိုကျွန်မတို့နဲ့ကျွန်မတို့ရဲ့နိုင်ငံမှာပေါ့နော်ဒါဆိုရတော့ဒီကိစ္စကိုပြောမှာမဟုတ်ဘူးရှင်ဒါလည်းကျွန်မလည်းမပြောချင်ဘူးဒါပေမဲ့အရေးဖန်းတန်ဖန်းလေးတော့ကျွန်မပြောပြလိုက်မယ်မြန်မာဘာသာစကားကိုမြင့်တင်တဲ့အခါမှာတချို့နေရာတွေမှာပေါ့နော်ဖေဟာဘာသာစကားတစ်ခုကရန်ကြီးဆိုးနေရဲ့ရှင်ကျွန်မနိုင်ငံမှာ ရှမ်းပြည်ဘက်မှာရှိတဲ့အချို့မြို့တွေဆိုရင်မြန်မာဘာသာစကားလည်းမသုံးတိုင်းသောဘာသာစကားလည်းမသုံးပဲနဲ့ဘေးအိမ်ရဘာသာစကားကိုသုံးနေတဲ့သူတွေရှိရဲ့လေစိုက်ပုတ်တွေကစားဘေးအိမ်ရဘာသာစကားနဲ့လုပ်နေကြတာရှင့်အဲ့ဒါတွေကိုကျွန်တော်တို့ပြန်အုပ်မိုးနိုင်ဖို့အတွက်ကျွန်တော်တို့မြန်မာဘာသာစကားကိုမြင့်တင်တာစိုင်းဘုတ်ကဘေးအိမ်ရဘာသာစကားဖြစ်နေရတဲ့မြန်မာဘာသာစကားဖြစ်နေရတဲ့အတိုင်းသားအတွက်ဘယ်ဟာပိုအဆင်ပြေလဲဆိုတော့စဉ်းစားကြည့်ပေါ့နော်အဲ့ကြောင့်ဒီလိုကိစ္စကိစ္စရရှိတာကြောင့်အချို့ဟာလေးစီမံရတယ်ဆိုတာလေးမိဘပြည်ကနားလေချဖို့အတွက်ကျွန်တော်ပြောပြတာပါရှင့် ကျမတို့မတွေးမိတော့ဘူးထင်လို့ရှင်းပြတာဖြစ်ပါရှင်။တချို့တွေကတော့တွေးမိပါရှင်။တွေးမိတဲ့သူတွေကတော့ဒါအောင်အပြစ်မမြင်ပါဘူး။မတွေးမိတဲ့သူတွေကဒါအပြစ်လေးတွေမြင်နေရတဲ့အတွက်ကျမပြောပြပေးတာဖြစ်ပါရှင်။မိဘမိသူများရှင်။ကျမအခုတရင်လေးကိုပြောခင်ပါဘောနော်။ကျမနိုင်ငံရဲ့စားတောက်နေထိုင်တဲ့ပုံစံလေးပေါ့ရှင်။ကျမတို့ဟင်းချက်လို့ရှင်။အသားဟင်းတွေပဲချက်လို့ရှင်။ဂျင်းကတော့မပါမဖြစ်ပဲနော်။ကျမမိဘလူမျိုးတွေကစားတောက်စားတဲ့အခါမှာဂျင်းလေးတွေကိုတော်တော်ကိုနှစ်နှစ်သက်သက်စားကြတာတွေ့ရပါရှင်။ဂျင်းကိုအဲ့လိုမျိုးကြော်စားတဲ့သူတော့ရှိပါတယ်။ကျမလည်းကြိုက်ပါတယ်ရှင်။ဖူးချိန်ချိန်လေးနဲ့စားလို့ကောင်းတဲ့ဂျင်းကြော်ပါလေ။ ဲ့တော့ကျမတို့ကဂျင်းတွေကြိုက်တာကပေါ့နော်ဂျင်းကြိုက်တာတော့ကြိုက်တာပေါ့ရှင်ဒါပေမဲ့ဟိုနိုင်ငံရေးမှာကအစားဂျင်းလေးတွေကြိုက်တဲ့အနေအထားလေးရှိလာပါတယ်ပေါ့နော်ဆီလာတဲ့အတွက်အခုဆိုရင် CRPH အဖွဲ့ကနေပြီးတော့မြို့ပပြည်သူများထပ်ကြွေးလိုက်တဲ့ဂျင်းလေးအကြောင်းပေါ့ရှင်အဲ့ဂျင်းလေးကြောင့်ကျမတို့တင်တင်ဆက်ရမှာအဲ့ဂျင်းရဲ့နာမည်လေးကတော့ CDN ဂျင်းဖြစ်ပါတယ်ရှင် CDN ဂျင်းလေးပါအဲ့ CDN ဂျင်းလေးဟာဆိုရင်2021ကနေပြီးတော့စတင်လိုက်တာအခုပုံစံတစ်မျိုးနဲ့ဆက်လက်ပြီးတော့ဂျင်းထည့်ဖို့အတွက်ထပ်မံလှုပ်ဆောင်လာတယ်ရှင်အဲ့ဒါလေးဆိုတော့ပြောပြချင်ပါတယ် ဒီအဝေးရောက်ပြည်ပြနိုင်ငံရေးသမားတွေစူးစီးတည်ထောင်လာတဲ့ CRP အဖွဲ့အစည်းအားဆိုရင်ဇွန်လ13ရက်နေ့မှာအကြမ်းမဖက်အာဏာဖိဆိုင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်နဲ့ဥပဒေဆိုပြီးတော့ဥပဒေတခုကိုပြဋ္ဌာန်းလာပါတယ်ရှင့်။ဥပဒေကစာမျက်နှာ17မျက်နှာပါပါတယ်။ကျွန်မခုပြသထားပါတယ်ရှင့်။ဒါတို့ရဲ့ဥပဒေပေါ့နော်။အဲ့ဒီဥပဒေကိုထုတ်တဲ့အခါမှာကျွန်မစဉ်းစားမိတာပေါ့နော်။ CRP ဆိုတာကရုံးကန်းလည်းမရှိဘူး။နေနိုင်ငံမှာလည်းတို့အတိမတ်ပြူတာမရှိဘူး။တို့ကတို့သား CRP ဘာညာဆိုပြီးဖွဲ့ထားတဲ့အဖွဲ့။အဲ့တော့ဒီလိုမျိုးဘယ်မှာမှအတိမတ်ပြူခြင်းမရှိဘူး။ဘယ်သူမှခရုဆိုင်ခြင်းမရှိဘူးပေါ့နော်။ ဘယ်နိုင်ငံမှာသူတို့အဲ့လိုတရားဝင်ဖိတ်တာကြားတာဟိုနေရာပေးတာလည်းမရှိတဲ့အဖွဲ့ကဥပဒေဆိုတာကိုထုတ်လို့ရလားရှင်ပြောရမယ်ဆိုရင်ဥပဒေတစ်ခုဖြစ်လာရခြင်းအကြောင်းရင်းကဥပဒေထုတ်တဲ့အဖွဲ့စည်းကလည်းတရားဝင်ရတယ်ရှင်နိုင်ငံတစ်ခုမှာမှအဲ့လိုမျိုးဥပဒေပညာရှင်တွေနဲ့ဥပဒေတွေထုတ်ကြတာအခုကသူတို့ကရေမျောကန်းတင်အဖွဲ့ရုံးကန်းတော်မရှိတဲ့အဖွဲ့ကဥပဒေထုတ်တဲ့ဆိုတော့ ဒါကဥပဒေစီမျိုးရင်လို့ကျမမတတ်မှတ်ချင်လို့ရှင်တတ်မှတ်မှာမတန်ဘူးလို့ထင်တယ်ရှင်ဒါကြောင့်ကျမအနေနဲ့ကတော့ပြောင်းခေါ်ခြင်းနဲ့သူတို့ကတော့ဥပဒေလိုပြောတယ်ဆိုရင်ကျမကတော့ထုတ်ပြန်ချက်လိုပဲပြောခြင်းနဲ့ရှင်တော်ရုံးကရှင်ထုတ်ပြန်ချက်လောက်ပဲတတ်မှတ်ပေးမယ်ဥပဒေနေနဲ့တော့မတတ်မှတ်နိုင်ဘူးရှင်ဟုတ်တယ်မလားကိုယ့်အကိုတော့မတရားဝင်လားမင်းဝင်လားမသိအစင်တန်းနေရဥပဒေလိုထုတ်တယ်ဆိုတော့အဲ့ဥပဒေကိုလေးစားလိုက်နိုင်ရမယ်ဆိုပြီးတော့ပြောတယ်ဆိုတော့အတိတ်ပဲရှိလားမရှိလားစဉ်းစားကြည့်ပါရှင်အဲ့ဒါလေးကနော်ဒီတော့ဥပဒေအနေနဲ့ကျမကတော့မတတ်မှတ်နိုင်ဘူးထုတ်ပြန်ချက်အနေနဲ့ပဲကျမပြောမယ်ရှင် သူတို့ဟာဆိုရင်ဒီထုတ်ပြန်ချက်ထဲမှာပါဝင်တဲ့အရာတွေပေါ့နော်အခန်းအနေရာတော့အများကြီးပါဝင်ပါတယ်သူတို့ဒီထုတ်ပြန်ချက်ရဲ့အဓိကဆိုလိုရင်းကတော့ CDM မှာပူးပေါင်းပါဝင်ခြင်းမရှိတဲ့နိုင်ငံဝန်ထမ်းတွေကိုအရေးယူမှုတွေဆောင်ရွက်မယ် CDM မှာပူးပေါင်းလာတဲ့သူတွေကိုကြတော့ချီးမြှင့်မယ်မျှောက်စားမယ်ပေါ့ရှင်ဒါကအဓိကဆိုလိုရင်းဖြစ်ပါရှင့်ဒီထဲမှာထူးခြားချက်လေးရှိပါတယ်။အဲ့လေဒီမှာနည်းနည်းလေးတော့ကောက်ထုတ်ပြီးတော့တင်ပြပေးချင်ပါတယ်။ခန်းတော့မှာဆိုရင်ရေးထားတာက CDN လောက်လောက်တဲ့သူတွေကိုအသိမှတ်ပြုရမယ်တဲ့။ပြီးတော့ CDN လောက်တဲ့သူတွေကိုဂုံပြုတ်ချိနစ်တာနဲ့ထောက်ပံ့ခြင်းဆိုင်ရာသုံးစိတ်တွေတိကျသတ်မှတ်ရမယ်ဆိုပြီးတော့ပြောထားရရှင့်။ 2021ခုနှစ်နဲ့စီဒီအန်လိုခိုင်းခဲ့ကြတာအခုချိန်ကြီးစီဒီအန်တွေအတွက်အသုံးစိတ်ကိုတိကျသတ်မှတ်ထားမှရှိဘူးပေါ့လေအော်စရာကြီးသူတို့သူတို့ဟာဒီညွှန်ကြားချက်သူတို့ကတော့ဥပဒေလိုပြောတာပေါ့နော်ကျွန်မကတော့ဒါညွှန်ကြားချက်လိုပဲသတ်မှတ်တယ်ရှင့်ဥပဒေဆိုတဲ့အစင်မှမမိတာဒီလိုမျိုးထုတ်တဲ့အချိန်ကြမှာပဲအော်စီဒီအန်တွေအတွက်တိကျသတ်မှတ်ထားတဲ့ရံမဝင်မရှိဘူးပဲဆိုတော့သိရရှင့်ဒါဆိုရင်စီဒီအန်တွေအတွက်ကူညီပံ့ပိုးမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပောက်သွားတဲ့ပတ်စံပဲရောက်သွားရလဲရှင့်ဒီလားမိဘပြည်လို့စဉ်းစားကြည့်လေ2021ခုနှစ်ကနေပြီးတော့ CDN supporter တွေရှိရရှင်အဲ့ဒီမှာကုတ်နဲ့ပတ်တယ်သူတို့ပေးထားတယ် ဲ့တော့စီတန်တွေအတွက်အလှူငွေပါဆိုပြီးကောက်တဲ့ပတ်စံတွေကနုပညာရှင်အချို့ရဲ့ဘန်ကောက်တွေလည်းရောက်သွားရှိရနော်အချို့နုပညာရှင်တွေစီတန်ဆပ်ပอร์တာအနေနဲ့ထောင်သာကြာသွားတာပြန်ထွက်လာတော့ဘန်ကောက်နဲ့မှတိုင်းအောင်ရာချီထောင်ကြီးရှိသွားတယ်သူများကြီးနော်အများကြီးရှင်ချုပ်ကိစ္စတွေကျွန်မမပြောစင်လို့တင်တာအများကြီးရှိရဲ့လိုဇလန်နေဒီတော့အဲ့တော့စီတန်တွေအတွက်ဆိုပြီးကောက်သွားတဲ့ပတ်စံကိုဘယ်နာသုံးလိုက်လို့အခုချိန်ကြီးစီတန်တွေအတွက်တီးခြားအသုံးစိတ်မရှိရလဲရှင်စီတန်တွေကိုဘန်းပြပြီးတော့ပတ်စံတွေကောက်သွားပြီးအဲ့ပတ်စံတွေသူတို့စားလိုက်တာလေဒါကြောင့်စီတန်တွေကအခုဆိုရင်ငတ်ပြတ်နေကြတာ ကျမပြောတာမှားတယ်လို့ထင်လို့ရှင်စီတန်လုပ်တဲ့သူရဲ့နားမှာရှင်မေးကြည့်လိုက်။ CRPH ကိုအညူကြည့်လို့ဆရာတွေဘာထောက်ပံ့ကြီးများရာဘူးလဲလို့မေးကြည့်လိုက်ပါလားရှင်။ကျမဆက်လက်ပြောပြပေးမှာကတော့ဒီထုတ်ပြန်ချက်မှာတကယ်အသက်သွေးကြောလို့ခေါ်ရမယ်အခန်းလေးတစ်ခုပါရှင်။အဲ့ဒီခန်းအင်မတန်အရေးကြီးတယ်။အဟလေကျမပြောပြမှာအခန်း6ဖြစ်ပါတယ်။ဘာကြောင့်အရေးကြီးရလဲဆိုရင်ဒီကဥစ္စာပေါ်တော့ဒီလုံဆောင်ချက်တွေကိုသူကစီစစ်လှုပ်ရှားဖို့အတွက်ကိုကော်မရှင်ဖွဲ့ရမယ်တဲ့။အဲ့ဒါအရေးကြီးဆုံးပဲ။ဘာကြောင့်အရေးကြီးလဲဆိုတော့ကျမရှင်းပြမယ်ရှင်။ ။ဘာကြောင့်လဲဆိုတော့သူတို့ဟာဆိုရင်တဲ့ဒီ commission ဖွဲ့ရမယ်ပေါ့နော် commission တော့မှသူက6ဖွဲ့တူတူဖွဲ့ရမယ်။6ဖွဲ့နံပါတ်1အဖွဲ့ရကြတော့ CDN ဆိုင်ရာစီစီရေး committee နံပါတ်2အဖွဲ့ရကြတော့အသိမှတ်ပြုရေးနဲ့ဂုဏ်ပြုချီးမြှင့်ရေးဆိုင်ရာ committee နံပါတ်3ကကြတော့ပြန်လည်ကူစားရေး committee နံပါတ်4ကကြတော့အမှန်တရားနဲ့တရားမျှတမှုရှာဖွေဖော်ထုတ်ရေး committee နံပါတ်5က CDN ဆိုင်ရာဘန်ဒါရေး committee နံပါတ်6ကမှတ်တမ်းနဲ့သူတည်တနာလုပ်ငန်းအဖွဲ့ဆိုပြီးတော့ committee ကိုဖွဲ့ရမယ်တဲ့ဒါအပြင်ရေးထားတာကလိုအပ်ပါက committee အဖွဲ့ခွဲတွေကို တိတ်လျော်သောပုံကိုယ်တွေနဲ့ဖွဲ့စည်းပြီးတော့တာဝန်နဲ့လုပ်ငန်းကိုလုံပိုင်권တွေပေးအပ်နိုင်တယ်ဆိုပြီးတော့သူတို့ရဲ့ထုတ်ပြန်ချက်တည်းမှာရေးထားရခြင်းသူတို့ကတော့ဥပဒေလိုခေါ်တာပေါ့နော်အဲ့ဒီမှာရေးထားရခြင်းဒီတော့မိဘပြည်သူများရဲ့လေပြင်းမှာဆင်သွားသလိုရှင်းလင်းနေပါတယ်ရှင်ရေးထားတဲ့ဥပဒေရမှာအခန်း6ခန်း9ခန်းပဲပါတာဖွင့်ရမယ့်အဖွဲ့က6ဖွဲ့တတိရှိတယ်အခုကျမပြောတယ်ဖတ်လိုက်တဲ့အချိန်ကြောင့်လည်းစီမံခန့်ခွဲကော်မတီတိမတ်ပြည်ရေးဂုံပြူရေးပြန်လည်ကူစားရေးအဲ့ဒီအလုပ်တွေအားလုံးပေါင်းပြီးတော့လုပ်လို့မရအောင်လားတယောက်ချင်းစီခွဲလို့မရပါလားကော်မတီတစ်ခုချင်းစီခွဲလို့မရပါလား ဘာကြောင့်အဲ့လိုမေးလဲသိလားပတ်စံလေးပတ်စံကုန်လို့မယ်လေကော်မရှင်ဖွင့်လဲဆိုမှတော့ဒီကော်မရှင်မှာတာဝန်ယူကြမဲ့သူတွေလောက်ခလာစာပေးရအောင်မယ်လေ free လုပ်ပေးမှလားတို့ကအမေးကြည့်လိုက်ပါအောင် free လုပ်ပေးမယ်ဆိုတော့လေကျေးဇူးတင်တာပေါ့ရှင်ဟုတ်ဘူးလားအခုကလကားလုပ်ပေးမှမဟုတ်တာရှင်ကော်မရှင်ကို6ဖွဲ့လောက်ဖွဲ့ထားတယ်မယ်အဖွဲ့ကို6ဖွဲ့လောက်မှာ တစ်ဖွဲ့ကိုဆက်ရောက်နေပဲအတွက်ရောက်60ဖြစ်နေပြီအဲ့ဒီရောက်60ဆိုတဲ့မှာသူတို့ရဲ့အမျိုးတွေညီမတွေမောင်နှမတွေနိုင်ငံခြားမှာနေထိုင်ပြီးတော့အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေပါမှာပေါ့ရှင်အလုပ်ခေါ်ပေးတာပါပဲဟုတ်တယ်မလားနိုင်ငံခြားမှာရောက်နေတဲ့သူတွေဘယ်သူတွေရှိလဲအဲ့လူတွေရဲ့မိသားစုတွေအလုပ်လက်မဲ့ဖြစ်နေတဲ့နိုင်ငံခြားမှာအဲ့လူတွေအကုန်လုံးကိုကွန်ပျူတာလေးရိုက်တက်ရုံနဲ့စာလေးရေးတက်ရုံနဲ့ဖုန်းလေးသုံးတက်ရုံနဲ့အဲနေရတော့ဒီကော်မတီမှာအတွေ့အမှုလုပ်လိုက်နေရတော့စင်ရင်ကန်လုပ်လိုက်နေရတော့ဟိုဒါလေးရှာတဲ့လူလုပ်လိုက်ဆိုပြီးတော့ပတ်စံရမှာလေပတ်စံရဖို့အတွက်ဖန်တီးတာလေရှင် အရာအလုံးကရွယ်ချက်တွေရှိရဲ့เนาะ CIA ပြေချက်အဲ့ဒါဂျင်းတုံးအကြီးကြီးကျွေးသွားတာပဲရှင် CDN တွေကိုထပ်ပြီးတော့ခုလုံးလုံသွားတာပဲ CDN တွေကောင်းနင်းပြီးတော့သူတို့မိသားစုရဲ့လောက်ရဖို့အတွက်ဖန်တီးသွားတာပဲရှင်အဲ့ဒါလောက်ကန်ခွန်းလမ်းဖန်တီးသွားတာပဲရှင်နိုင်ငံခြားမှာပြေးနေတဲ့ပြည်ပြေးတွေရဲ့မိသားစုတွေပြည်ပြေးမိသားစုတွေကရှင်းပြတချို့လည်းပညာမတတ်ဘူးနိုင်ငံခြားမှာလုံးလုံးပို့တော့မှအလောက်ကန်ခွန်းလမ်းမရှိဘူးသူတို့ဘဝအဲ့တော့ဒီဖွဲ့စည်းရမှာလာပြီးဒီကော်မတီမှာလုံးလုံးတဲ့ခါကျတော့ဒီကနေရတဲ့ပတ်စံကို ခေါင်းစဉ်နဲ့ယူလို့ရတာပေါ့ရှင်အဲ့လိုအခြေအနေဖြစ်အောင်လို့ဒီလိုဥပဒေပါဆိုပြီးတော့ဒီထုတ်ပြန်ချက်ကိုထုတ်ပြန်သွားတာရှင်ဒါကိုဘယ်သူတွေဂျင်းမိအောင်လဲဆိုတော့ကျွန်မလည်းမပြောတတ်ဘူးပေါ့နော်တေချာကတော့ဂျင်းမိမဲ့သူတွေကတော့ကျွန်မသိပါတယ်နီကြောင်တွေပေါ့ရှင်နီကြောင်တွေပေါ့သူတို့ဂျင်းတွေကိုအမြဲတမ်းတတ်မှတ်မှန်ဘောဆိုတာစားနေတာကတော့နီကြောင်တွေပဲရှိရတယ်အဲ့တော့နီကြောင်တွေဂျင်းမိတာပေါ့ရှင်ဂျင်းမိပြီးရဲ့အခါမှာဆိုရင်ကော်မရှင်အတွက်ကိုပစံနေတော့ရမယ်ပေါ့နော်ပစံလိုလာအောင်ရှင်အလူငွေလေးထည့်လိုက်ကြပါအောင်နော်အသက်တွေလိုလာလို့ရှင်လည်းပီတက်တွေကိုပို့လိုက်ကြပါအောင် အဲ့ဒါပဲအရှင်သီလာအရှင်ဘုရားဝေကျွေးကြည့်ကြရတယ်ဒူပါရနော်ဒီဘုရားမှာလူဖြစ်တာတောင်မှ CRPH တို့ NUG တို့မိသားစုတွေစာဝန်တွေပြည်လဲဖို့အတွက်ကိုအသက်နဲ့ရှင်ပြီးပိတ်ဆက်နေရတဲ့သူတွေရှိရဲ့ရှင်တကယ်လို့ရှိတယ်။ဒါကြောင့်ပြောတာဘယ်ကျွေးမှမကောင်းဘူးတဲ့အကျွေးရှိရင်မမဆက်ပုံမဆက်ရအောင်ဆက်သွားအဲ့ဒါကိုပြောတာနောက်ဘုရားမှာကိုသူများကိုအကျွေးပြန်ဆက်တဲ့အချိန်ကြလို့ရှင်အဲ့လိုအချိန်လေးနဲ့ဆက်လို့ရှင်မကောင်းလေမသင့်တော်ဘူးလေဘယ်တော့ဒီနဲ့နာရဲစဉ်းစားကြည့်ပါဦးရှင်အဲ့ကြောင့်ဒီဘုရားအကျွေးဒီမှာပဲဆက်ကြနော်။ ိလားဒီမှာပဲဆက်ကြတော့ကြာကိုယ့်ရဲ့အကျွေးရှင်ကနောင်မွားကြလို့ရှင် CRPH ကို NUG လို့ဖြစ်လို့ရှင်ကိုက PTF ဖြစ်ပြီးတော့တော်ထဲမှာအသက်သေခံပြီးတို့ထမင်းစားဖို့လွတ်လုပ်ပေးနေရအောင်ပဲအာကြည့်တော့ကြနော်ဒါတခါလေးကျမဘာသာတရားလေးနဲ့တွဲပြောပြတာအကျွေးကြီးအောင်ဆက်မဆက်လို့ရှင်မဖြစ်လေအဲ့လိုပုံစံနဲ့အကျွေးဆက်ရတတ်တယ်ရှင်ဒါလေးကတော့စင်ငယ်စံလေးပါပဲကြော်ဒီ CRPH ကထုတ်လိုက်တဲ့ဟာကတော့ရှင်းပါရဲ့ CRPH ရဲ့မိသားစုတွေနိုင်ငံခြားမှာရောက်ရှိပြီးတော့ပညာမတက်ပေါ့နော်ဘာလို့မှမလုပ်နိုင်တဲ့တက်ကြအိုတွေပေါ့ရှင်အဲ့လူတွေအားလုံးလောက်ခလာစာရရှိဖို့အတွက်ကိုလှုံ့ဆော်လိုက်တယ် အရာတစ်ခုဖြစ်တယ်ဒီအရာပေါ်မှာစီဒီအန်လောက်သွားတဲ့သူတွေတော်လှန်ရေးဆိုတော့အခုချိန်ဒီအားပေးနေတဲ့သူတွေဂျင်းပြီးကြအောင်မယ်အဲ့ဒီဂျင်းယူပျော်ရွှင်စွာစားသုံးကြအောင်မယ်ဆိုတာပဲကျွန်မမြင်အောင်ပါရတယ်ရှင်ကျန်လာတော့ဘာမှပြောစရာမရှိပါဘူးကိုယ်ဝေကျွေးနေကိုပဲလေကြည်အောင်ဆက်ကြပါရှင်ကျွန်မတရင်သုံးချက်ချက်လေးကိုဒီနေ့မှတောင်းနေမယ်ရန်နာတော့မယ်နော်ကျမတရင်လေးတွေကိုနေ့စဉ်နေ့တိုင်းပဲစိတ်ရှိစွာအားပေးခဲ့ကြတဲ့မိဘပြည်များအားလုံးဆေးချမ်းသာကိုကြမ်းပါကြပါစေ။ ကောင်းကျိုးလိုရင်ဆန္ဒများပြေဝကြပါစေလို့ကျမတို့ Prime Media မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။